ောင်းမိုက်ယူချင်တယ်မှာအားပေးနေကြတဲ့ချစ်တော်ရောအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ငေကာဆရာငင်းကြော်ရေးတာထားတယ်တောင်းတတော်စွန်တဝဲဝေးတီကိုမြရဲ့နောက်ထပ်အပိုင်းစလေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါဦးရှင်တောင်းတတော်စွန်တဝဲဝေးတီကိုမြအပိုင်းတော်တောင်းတချိန်တွင်အပေါင်းအသင်းတွင်တွေ့ဆုံစကားပြောနေရသောအခါအင်ကိုမေ့တယ်လို့ရှိခဲ့သည် စာတင်ခြင်းကိုအပေါင်းအသင်းမဆောင်အဆောင်ပြန်ခြင်းတို့တွင်အင်ကိုတရိယာသည် အဆောင်လာကစာအုပ်ပေါ်မုတ်ပဲတရေစာပေါ်အတွက်အစဉ်ပြေလေးပြေးသလိုအမေတို့ကပို့ပေးထကြသည် အနည်းဆုံး4-500အစဉ်မပြေသောလတွင်400မရောတခါတရံတွင်900တိပို့ပေးတတ်သည်အမေတို့ထမ်းနေရသော သူ့ပညာရေးဝန်ထုပ်သည် လေးလံလာသည် အဖေလာကသည်600ကျော်900နီးပါး အမေကုံစုံဆိုင်က ရောင်ကောင်းသောလတွင် အဖေလာကတဲ့ကြော်သည် ကို့အိုးပိုင်အိမ်ပိုင်နဲ့နေရ၍အိမ်လာကတော့မကောကျောင်းသားကြီး၃ရာသူ့ညီမောင်ခင်လက်က၉ရံညီမညွညွန့်က၇တံဝန်ငွေဤထဝက်လောက်ကိုသူဤတက်ကတူစီမှာတုံးနေရသည်အိမ်အကျောင်းတွေးသောအခါကျောင်းတက်နေရသည်ကိုပင်မျက်နာပူသည်အိမ်ကပို့တော်ငွေထဲမှာအဝတ်အစားစက်ပြားတွားလိုက်စီခေါင်းလေးစီပို့နှုတ်ရသည ကိုယ်ကိုကျွေးမွေးသောတငယ်ချင်းတွေကို ပြန်လဲကျွေးမွေးရန်ဝတ်တရားရှိသည်။သူတစ်ခါကျွေးကိုတစ်ခါကျွေးတနည်းပြန်မြတွင်ငွေပုံငွေရှံလက်ဝဲမရှိတနည်းလျင်ရုပ်ရှင်နှကားပင်လျင်မကြည့်နိုင်။ចောင်းစာတပီးနှစ်ဝက်လောက်ကစား၍သူ့အချင်းဤအလုံးကိုဝန်းတင်စောတည်တကယ်သို့ဆီယာမတော်ခင်ဆံမမှာတည်သည်။ဆီယာမနှင့်လိုင်းနေမြေမှာစတင်ခင်မင်ခဲ့သည်။ တတိယနှစ်တစ်ချိန်တွင်ဆီယာမကပါပင်မသူပြောင်းလာတော့ကြောင့်ဆီယာမနှင့်မကင်းကွာခဲ့ဆီယာမသည်အမကဲသူဖြစ်လာသည် မုံဘိုးပြက်လက်သည် အဆောင်ချင်းကျောင်းလာကနောက်ကျသည်ကအစဆီယာမမတည်တည်မရှိခဲ့တစ်ခါကြာရင် မင်းဆီယာမခံကို၁၂နှစ်လောက်လာခဲ့ဟုဆီယာမမှာခဲ့သည်နှွယ်ပွတ်မွေးဤရှေးမှာပင်ဆီယာမမှာသည် မနီကဆီယာမရှေးမှာအစုခံရသည်ကိုပြန်တွေ့ရင်ရှက်လေရှက်သည်ရည်လဲရည်ချင်းသည် နယ်ပွင့်ဝင်သည်ဆ iam မစုသည်ကိုပင်နဲသည်ဟုထင်ပုံရသောမျက်နှာထားနှင့်ရှိခဲ့သည်ကြီးနက်သွားပုံမြာပြဿနာကိုအကြီးကျယ်ဆုံးတောက်လောင်ခြင်းပုံရ၏ဆ iam မောင်ကမေ့ကြည့်တယ်ဒေါ်ပင်မွန်ကပါမောက်ခချုပ်စီတိုင်းပြက်လာဆ iam မဆိုတော့မပြောတတ်ပါဘူးကွယ်တဲ့စိတ်ပြက်တဲ့မျက်နှာနဲ့ငါကလည်းဟောက်ထဲလိုက်တယ်နောက်တယ်ပြောင်းနေဆိုတာကြည်နောက်ရတယ်ကွယ်တဲ့တချို့ကသဘောကောင်းတယ်တချို့ကအထီးမကန်ရွှေပကန်ကြက်ကောင်းစိတ်မကန် ကြီးကြတဲ့မင်းကစားတောက်ဆိုင်ထဲမှာအော်ကျဲအော်ကျဲနဲ့ပြောတာကိုသူ့ပိုတော့ပွားသွားတာမင်းလူတွေရှိလို့ရှဲရဲရဲနာတဲ့ဝင်းတင်စောကပြောသည်ဝင်းတင်စောပခုံးကို သူ့ပုတ်ခါတိုင်လဲမတက်ကကြောင်းထွက်ပေးလိုက်အောင်ပေါ့ကွာနှစ်နှစ်ထွက်သုံးနှစ်ထွက်ပြန်တက်ခွင့်ရတော့ပြန်တက်တာပေါ့စိတ်ပူမနေပါနဲ့ကွာငေါမွေတဲ့ဂျိုကဂျိုးကြီးကိုလုံးထက်ပိုကြီးတဲ့ဂျိုဖြစ်နေတာပဲနော်မင်းအပြစ်ကြီးမဟုတ်ပါဘူးကွာငါမှလည်းအပြစ်တစ်ချမ်းရှိနေတာပဲ ငါသူ့ကိုစိတ်ဝင်စားခဲ့တာကိုဝင့်တင်စောပြုံးသည်တိုးချက်ဆောင်ထဲတွင်သူတို့စကားပြောနေစဉ်တုတ်တုတ်ပြပြနဲ့ရောက်လာသူခင်ဆွေလိုင်ကအမောတကောလေတန်းနဲ့ရှာလိုက်ရတာဟာကျောင်းဝတ်တစ်ပတ်ပြေတော့မယ်နေ့လယ်မုံစားချိန်ကလေးကငါနဲ့သူဒီမှာလက်ဖက်ရည်ဆိုင်တော့မထိုင်ရသေးဘူးဝင့်တင်စောကပြန်ပြောသည် ခင်ဆွေလိုင်သည်ညနေချင်းဆိုင်ထိုင်ကုန်းရှိရင်ထိုင်သည် ထိုင်ပြီးပြီးချင်းမျက်မှောင်တစ်ချက်ကျုပ်ကပြဿနာတက်နေပြီးအောင်မျိုးဝင် ရင်ထဲမှာထိတ်သွားသည် ဝင်းတင်စောကဘာလဲနှုတ်ပုမတိုင်းလိုက်ပြီလားတိုင်းနာထက်ဆိုးတယ်ဝင်းတင်စောသူစိတ်ရှုပ်စွာနှစ်ဖူးတွန့်သည် တိုင်းနာထက်ဆိုးတယ်ဆိုတော့ဘ ਹੁ တရားယုံကိုများဥတိုက်လျှောက်ပြီးရီးစားစားပေးမှုဖွင့်မိလားမိဆွေဟု သူမေး၏ခင်ဆွေလိုင်းသည်တေးတွယ်တွယ်နာရန်ကိုတစ်ချက်ရှုံပြကအဲ့ဒါထက်ဆိုးတယ်ဟေးဟုဝင်းတင်စောကရင်ကောင်းတန်ဖြင့်ဟေး၏သူစိတ်လှုပ်ရှားလာလေပြောစမအောင်ဟာ နစ်နေတဲ့ကြောင့်တွေးထုတ်ပြီးရှော့ဘရာသားဖြစ်ပြီးကိတ်စရုံးမတုံးတော့မယ်။သူစိတ်စောတကြီးပြောလိုက်၏။ခင်ဆွေလိုင်ကလွဲကိုစတင်ခုံရှိပေါ်သို့တင်ရင်းကြောင်ညာတမုံးတွေမှာနစ်လက်ရည်နဲ့ပကံကြောက်စာရီးစားစားရင်ဘာသာပြန်ရင်နစ်နမယ်။တန်းဌာနရဲ့အပြည့်အစုံတွဲပြီးမိတူကူးစက်နဲ့ကူပြီးကတ်ထားတယ်။ဟာဒုက္ခပဲဟု သူထိတ်လန့်တကြဆို၏။မျက်နှာမှာရှိန်ဖိန်လာ၏။ တကူလုံးလေထဲမှာကြွတက်လာရောသလားဟုထင်ရအောင်အရှက်ဘူးရှိန်ရှိန်တက်လေသည်လှုပ်လှုပ်ပြပြဖြစ်သွားသော ဝင်းတင်စောကထိုင်ရမှဆက်ကနေခဏကြွကဘယ်မှာကတ်ထားလဲမိဆွေတောင်ငူဆောင် သုံးတက်စလုံးရော အမရာဆောင်အောက်ထပ်မှာရော ပထဝီရောဥပရီရောယူပပေတာဓာရုပေတာတတ္တနဲ့ရုခမှာရောတင်ချာဌာနမှာရောဝေစီရင်ဌာနမှာရောမန္တလေးဆောင်ကြောင်ညာတင်မုံမှာရော ။ငါလဲသူများပြောလို့ရှောက်ကြည့်တာဟုတ်တယ်။ဒသနာမှာလဲကတ်ထားတယ်။စိတ်ပညာဌာနတင်မုံမှာပါမကျန်ထင်းနေတာပဲ။အရွက်ကြီးနဲ့ကူထားတော့ကြောက်စာကပဲပဲ။ဘာသာပြန်နဲ့နင့်လိပ်စာအဆောင်လိပ်စာပါမကျန်။အမျိုးသားမှတ်ပုံတင်နံပါတ်နဲ့မိဘနံပါတ်ပဲမပါတာ။စိတ်ရှုပ်ထွေးသွားသည်။လိပ်ပြာကပါရှက်သည်ဆိုခြင်းမှာခုလိုရှက်ရခြင်းကိုခေါ်ခြင်းဖြစ်မည်ဟုတွေးသည်။ပြန်မပြောနိုင်အောင်အံ့အားတင်နေသည်။သူတခုခုပြောမိကိုစောင့်နေကြသည် သူ့ကောင်းကိုရန်သည်သွားပြီဟုစကားစပြီးခုနေလေစင်နှမောင်းကြပြီးငါ့ကိုတခြားဆွတ်ဆုပ်ယူသွားရင်သိကောင်းပါပဲငါကသာမသိလို့ဒီမှာထိုင်းနေတာဆရာဆရာမတွေចောင်းသူចောင်းသားတွေကတော့ចောင်းညာတင်မောင်းကငါ့ရည်စံစာကိုဖတ်ပြီးဟားလို့ကောင်းနေကြပြီဘာသာပြန်လေးနဲ့ဆိုတော့ပိုတောင်ဟားလို့ကောင်းသေးရဲ့อืมငါတက်ပုံသူမရပြီလို့ရတာရခဲ့ရင်ခုနှစ်ဘဝလောက်တော့လူပြန်မဖြစ်ချင်လောက်ရှက်เสียကောင်းပြီဘယ်ချင်းကကတ်ထားရတယ်လဲမိတ်ဆွေ နဲ့ကလေးကနေမှာပေါ့သူများပြောမှငါသိတာငါရှောက်ဖက်ကြည့်တော့အเจ้าသူเจ้าသားတွေဝိုင်းအောင်နေတယ်တာဟာဟာနဲ့နေကြမှာပေါ့နော်မိဆွေခုသူအတန်ရဲ့ရဲ့ပြင်မေးဤခင်ဆွေလိုင်းကမပြုံးကျင်ပြုံးကျင်ပြုံးပြီးဒါပေါ့ဟာမဟာအရှက်တော်꽌ကန့်မဲငမျိုးဒါပေါ့ကွာသူ့လေတန်းဖြော်နေအောင်မျိုးဝင်းဆိုတာတိတ်တိကြမင်းမထင်ပါဘူးဟုသူပြော၏ခင်ဆွေလိုင်းက ်အင်္ဂလိပ်စိတ်သမိုင်းနဲ့ငါတို့ဌာနမှာတော့ညို့မသိတဲ့သူမရှိမှမရှိတာကိုဌာနဒီဌာနကလည်းတယောက်စာနှစ်ယောက်စာသိတဲ့လူရှိတာပဲအဲ့ဒီကနေစင်ပွားပြီးသိကြမှာပါပဲသူစိုးရင်စွာပြောရင်အင်းဝန်တင်စောကနှကန်းစီပြီးတံပြူကြီးထို့နောက်တက်ထားတာတွေရှောက်စုံရှောက်ခွာလိုက်ရရင် မကောင်းဘူးလားခင်ဆွေလိုင်းကအင်းဟုတ်တားမြစ်တန်နဲ့မြင်ဘူးတယ်ရှိတော့မျက်နာတော့ပြမလို့လား အေးဒါလည်းဟုတ်တာပဲဟုဝန်တင်စောကတတိယပြီးပြော၏သူကောင်းကုန်၏အကျဉ်ဉ်တို့သည်ရှက်စိတ်ကြောင့်ခန်းသွားဟန်တူ၏တတ်တာရရှာသောစိတ်ကူးတွေကထွက်မလားအောင်မျိုးဝန်းဆိုတာဘသူလဲသိရင်ပြစံမှာဒီလောက်ပေါ်တဲ့ငပေါ်တွေ့ဘူးချင်းလို့နွယ်ပွန့်ဝန်းဆိုတဲ့အမျိုးသမီးပြန်တွေ့တာပညာသားပြည့်ပဲဘဲစုပ်ဘဲပေါ်ဘဲကြောင့်ဖြစ်သွားပြီတဲ့တိလားဖတ်နေတဲ့ထဲကတဲ့เจ้าသူတွေကတော့ ဒီနီးကိုမှတ်သားထားရမယ်။အဲ့ထီရောက်တဲ့နီးတဲ့။ငါနဲ့ကို ပြင်းမြင်လာတယ်။ငါမှာရေးရမလို့ငိုရမလို့ဟုခင်ဆွေလိုင်ကပြောပြလေသည်။စီးပွားရေးတို့ဘာလို့မှရောကတ်မှာပဲတင်နေ။ဥပန်တကြီးမေးလိုက်တော့သူ့ကိုဝန်းတင်စောကတရွတ်မှာရွက်ကြီးကိုရင်3-5ချက်ပေါ့။ကတ်ချင်းကတ်မှာပေါ့။ဒီလောက်ကုန်လာလေးပဲဟာ။မင်းဖြီတော့မှငါနဲ့ရဖြားပြူတက်လာတယ်။ခြေပြားလက်ဖြားတွေလည်းအေးဆက်လာတယ်။သူ့ပြောကြောင်ခင်ဆွေလိုင်ပြုံးသည်။ ဝင်းတင်စောက မဟုတ်ဘူးလေကွာလက်ပုံမွန်ကတွဲမတော့လက်ကုံတွဲထဲတော်မှာပေါ့เจ้าဝင်တကားအုတ်တိုင်နဲ့ဖက်မှာတော့ကက်ချင်ကက်ထားမှာတော့เจ้าမှရှောက်ကြည့်ကြတာပေါ့သူကြောတွန့်ပြသည်ခင်ဆွေလိုင်းကတစုံတစ်ခုတည်းရဟန်နဲ့အော်ငါတော့မတွေ့ရသေးဘူးအပန်းပြေရိတ်တာဝင်ရဲ့ပန်းဝရီစတိုဘေးကပိတ်ထားတဲ့ဆိုင်တကားရဲ့ဥချစ်လက်ပည့်ရဆိုင်ကမောင်ပန်းမွေးကပြားစာကိုကြောင်ညာပေးမှရဲ့ပါညစ်စာကိုကတ်ထားတယ်တဲ့ကုန်ပါပြီ ကုလသမဂစီဝေခန့်မာတဲ့အထိသွားကပ်ပြီးပြီလားတော့မပြောတတ်တော့ဘူးဟုသူရှက်ချင်းသေးစွာညည်းလေ၏ဖြူသောအသားရည်ကြောင့်နေရနေသောမျက်နှာကို မြင်ကြရ၏အတော်အသင့်တူသေးသော သူ့မျက်ကုံးနှစ်ဖက်သည်ခက်တွန်တွန်ရှိနေလေ၏ဝင့်တင်စောသည်ပိန်ရှင်ရှိခန္ဓာကိုယ်ကို နောက်ခုံတွင်မိထားပြီးတော်တော်ရက်ဆက်တဲ့မျိုးသမီးပဲဟာနေချင်းတော့မတော်ဝင်မလာဝင်တဲ့အထိစာသင်ခန်းထဲဝင်ရင်တောင်ဝိုင်းကြည့်လိုက်ကြမယ်မျက်လုံးတွင် သူကအဟင်းကနဲ့တစ်ချက်ရည်သည်ငါ့ရင်လိမ့်စာသာသိရင်အဖေမေစီကိုပါမိတူတစောင်ပို့မလားမသိဘူးဟုသူပြော၏ဝင်းတင်စောကအမဲ့ပြုံးပြုံးပြီးအင်းဟုဆိုကကောင်းငိမ့်ပြသည်ကင်းစွေလိုင်းကတရက်တီပေါ်သည့်အထိပြုံးကအောင်မြဝင်းရဲ့နင့်ပြဒနာက ဖြစ်လာရင်အသေးအတန်းကြီးနေပို့မကပြန်တီးတာလက်ကုန်မင်းကြောင်းထုတ်ခံရတဲ့တောင်ဆိုးပါတယ်ညညူတန်ပြင်ပြောလိုက်တော့သူ့ကိုကင်းစွေလိုင်းကြီးကတစ်ချက်ရည်၏ ူကစင်းကြံတစ်လျှောက်တွင်သွားကြလာကြတော့ကျောင်းသူကျောင်းသားတွေကိုလှမ်းကြည့်ပြီးတက္ကသိုလ်ရဲ့တမိန်ပေါ်တူပွဲကိုငားရသွားပြီးမျက်နှာကိုပလတ်စတစ်ဆာဂျူရီလုပ်ပြီးရုပ်ပြောင်းရုံလွယ်လှုပ်ခြင်းစိတ်တောင်ပေါက်လာတယ်။မမက်မိအောင်လေ။ဝင်းတင်စောကရည်လေသည်။ခင်ဆွေလိုင်းကရည်တန်နဲ့နင်းတဲ့သူနဲ့ဘဲစားပက်ကြီးဖြစ်သွားပါပြီ။ရှက်မနေပါနဲ့တော့ဟာ။ဒီလိုလှုပ်လိုက်တာတခုတော့လည်းကောင်းတယ် မဲပုံမုံကိုတခြားဘသူမှမချင်းကနဲ့ဟေးလို့ကြီးညာချက်ထုတ်ပြန်ပြီးသားဖြစ်သွားတာပေါ့မဟုတ်ဘူးလားအမေဒီလိုတွေးတော့လေဟုတ်ပေသားပဲဟုဝင်းတင်စောကမျက်ခုံးပင်ပြီးပြောလေသည်သူပြုံးသည်ခေါင်းတစ်ချက်ခါပြီးနောက်ဒါပေမဲ့အများသူငါဟားစရာတရောငါဖြစ်သွားပြီကွာကမ္ဘာလောကကြီးမှာအပေါ်ဆုံးအကြောင်ဆုံးပုံကိုစီရင်ဝင်သွားပြီဝင်းတင်စောမျက်နှာဘလို့ထအမှန်တော့မစင်စသာတတ်တော့ဟာလွဲပါရဲကွာ တရားသဘောနဲ့ကြည့်ရင်ဥပတ်တည်ပင်ပဲမျက်စိတမိန်မှာဖြစ်ပြပောင်းကလေးတသိန်းမနေ့ကစာပေးမိခဲ့ရာကြာခဲ့တဲ့အောင်မျိုးဝင်းဟာအခုအောင်မျိုးဝင်းမဟုတ်တော့ဘူးအနတ္တငါမဟုတ်ငါမဟုတ်လို့နှလုံးသွင်းရှက်တယ်ဆိုတာဟာလဲရှက်ကျင်စိတ်ပေါ်မှာဖြစ်တာမျိုးလွယ်ပွမွန်လည်းမမြင်ငါလည်းမမြင်ကြောညာတင်မုန်းကြီးကရေးစားစာငါဟာမဟုတ်လို့တတွတ်တွတ်ရွတ်မြင့်ဒီနည်းပဲရှိတယ်ခင်ဆွေလိုင်းကသဘောကြကရည်လေသည် မင်းမွေတဲ့ကျော်ကဒီနေဆက်ကြောင်လာမှာအကြီးမားဆုံးပဲဝန်တင်စောဟုသူရည်၍ပြောသည်ရည်ပြီးမှဆီယမကိုတော့ငါပြော့ပြရလိမ့်မယ်ဒါပေါ်ဟုဝန်တင်စောပြောသည်ခင်ဆွေလိုင်ကလွဲကိုကောက်ယူရင်တခုခုသွားဆောက်ရအောင်ဟာစားတယ်သူကထိုင်ရမမထားငါလည်းစားတယ်ဘိုက်ထဲမှာလက်ဖက်ရည်တစ်ခွနဲ့တမနလုံးနေခဲ့ရတာဟုဝန်တင်စောကပြောသည်လက်ရက်ဘက်မှာသွားဆောက်မှဖြစ်မည်ဟု တုံ့ဆိုင်ဆိုင်ပြော၏သူ့ကိုကြည့်နေကြစဉ် ကျောင်းထဲမှာဆိုရင်ငါ့ကိုကြည့်မဲ့မျက်လုံးတွေတန်းငါရီးရီးလက်လက်ခံရမှာအမေဆုံးတော်ရဲကထူဆန်းသောဟူဟူဟဲတဲ့တော်ဝါကိုကြည့်တယ်လို့ကြည့်ကြမှာအေးပါဟုခင်ဆွေလိုက်ပြောနေသည်ဒေါက်ခင်ဆမ်မွန်သည်ကျွဲကော်ကိုင်းတန်းစာကြည့်မျက်မှန်ကိုဖြုတ်ကာစပွဲပေါ်သို့တင်သည်သူ့ကိုကြည့်ပြီးမင်းနဲ့ဆရာမနဲ့ချိန်ထားတာမနဲ့ဖြစ်မဟုတ်လားဟုမေး၏ဟုတ်ပါတယ်ဟုသူပြောရင်ချိန်ကလထိုင်တွင်ထိုင်ပြီးပြောစရာလည်းနည်းနည်းရှိလို့ပါဆရာမ ိုးဟုဆိုကဆီယမတ်ကဘောပင်ကိုဖက်လက်ဆဆောက်ပေါ်တွင်တင်သည်ရွယ်ပွမွန်ကကက်ခဲ့သောစာရင်းနှင့်ပတ်သက်၍ပြောပြသည်သူကိုယ်တိုင်လျှောက်၍ဖက်ခဲ့သည်များတွေပါပြောပြသည်နောက်တက်ပြောင်းတတ်သောចောင်းသူចောင်းသားတွေကမိတ်တူကူထားရာဇောရက်ကြီးပေါ်တွင်ရေးထားသည်တို့ကိုပါပြောပြလိုက်သည်သူစကားဆုံးတော့မှဆီယမတ်ပြုံးကဆီယမတ်သူ့ကိုခေါ်ပြီးပြောပါအောင်မယ်ကျွန်တော်တော်တော်စိတ်မကောင်းပါဘူးဆီယမတ်ဖြစ်ပုံကဒီလိုပါ ဝင်းတင်စောက အနောက်ပြောင်အင်တန်ဝါသနာပါလဲဆရာမတိပဲဝင်းတင်စောကိုလည်းဆရာမခေါ်မေးကြည့်ပါခင်ဆွေလိုင်းလည်းတိပါတယ်အကျိုးကြောင့်ဆုံးနေပြောပြလိုက်သည် အချင်းနေမန်ကိုတော်ခင်ဆက်မွန်တိသွားပြီနော်မောင်ဝင်းတင်စောကလူကြားသူကြားထဲမှာရီးစားစားပေးတာလို့ပြောတာကိုနယ်ပုတ်မစိတ်ဆိုးသွားတာဖြစ်မယ်သူလည်းဆရာမကိုပြောပြပါတယ်ယောက်ျားလေးကမိန်းကလေးကိုစားပေးတာမဆမ်းပါဘူးတဲ့တော်ဝင်ချင်မတိအောင်ပေးရတဲ့သဘာဝရှိတာပဲတဲ့ ဒါကိုရက်စားအော်ရောင်းတယ်လို့မောင်ဝင်းတင်စောကလုံးလိုက်တော့သူ့ကိုစော်ကားတာနဲ့ဘာထူးတယ်တဲ့မိကလေးတယောက်ရဲ့ဂုံတိတ်ခါနဲ့အရှက်ကိုမထင်မဲ့မြင်စော်ကားတာမို့လို့သူဒေါသပြေရတာတဲ့ဆရာမသူ့ကိုဖြောင်းဖြားခဲ့ပါလေစာကိုသူပြန်ယူသွားပြီးပမောက်ခတ်ထုတ်တိုင်တာပြူတာမလုပ်ပါဘူးတဲ့ဒါပေမဲ့မှတ်လောက်သားလောက်အောင်တော့သင်ခန်းစာပေးရမယ်တဲ့အော်အဲ့ဒါကြောင့်သူဒီလိုလောက်တာကိုဟိုသူခေါင်းတဆက်ဆက်ငြိမ်ရင်ပြောလေတီး ဒေါခင်ဆမ်းမွန်သည်သူ့ကိုကြည့်နေညနာမကောင်းသောသူ့ကို သူသင်ငန်းစာပေးတာနည်းနည်းလွန်သွားတယ်နည်းနည်းမို့ပဲဆရာမရဲ့များများသာဆိုရင်ကြီးမုံတရင်စာလောက်သားဂါဒီယန်တရင်စာတို့အတိုင်းတရင်စာတို့မြမတန်နဲ့ရုပ်မြင်တန်ကြားရဲပါထဲ့မှာမောင်ကြီးနှင်းခတ်ပြီးပြေပေါ်မှာရွှေကြောညာခတ်တောင်ခတ်မလားမပြောတတ်ပါဘူးဒေါခင်ဆမ်းမွန်ပြုံးနေသည် ဆီယမ၏တွေ့သောမျက်နာပေါ်ကအပြုံးတွင်စိတ်ရှုပ်ထွေးမှုယောနောနေမှန်းသူတတိပြုမိ။နှမုံကစိတ်နေနေဆက်တယ်။ဒေါခင်ဆမ်းမုံကမျက်တောင်ခေါ်ရီကိုတပြက်ပြက်ခတ်ပြီးမျက်ချချသည်။ဝင့်တင်စောကနောက်လိုက်တာကျွန်တော်ကကြားရက်ကတော့ခန်းနေရတယ်။ဒေါခင်ဆမ်းမုံကမျက်လုံးအစုံကိုအတန်မြမှေ့ပြီး မင်းကအဲ့ဒီစာဘာလို့ရေးထားခဲ့လဲ။ရုတ်တရက်အပြေအခတ်သွားသည်။သူမလုံးမလဲပြုံးကား ပကံကြောက်စာနဲ့ရေးရင်ဒီလိုရေးရတယ်ဆိုပြီးကျွန်တော်ရေးပြခဲ့တာပါ။ပကံကြောက်စာတွေကအမျိုးသမီးနာမည်တွေမှာအများကြီးရယ်။ဘာလို့မင်းကနွယ်ပွတ်မွန်လို့နာမည်တက်ထားလဲ။ဥပမာသဘော ပုံစံသဘောပါဆရာမ။အေးအဲ့ဒါကပဲမင်းကိုဒုက္ခပေးသွားတာမဟုတ်ဘူးလားကွ။သူတစ်ချက်ရည်လိုက်အကြောင်းပြစရာ စကားကင်းမဲ့သွားသည်ဒေါခင်ဆန်းမွန်သည် သူ့ကိုစစ်စစ်ကြည့်ကပြုံးနေ၏ကျွန်တော်ရေးတာရေးထားတာပါဆရာမရေပြီးဖို့မရည်ရွယ်ထားပါဘူး မရည်ရွယ်ထားတာလားမရည်ရွယ်သေးတာလားမအောင်မျိုးဝင်အဖြစ်တစ်ခုကိုနဲ့တော့ကျွန်တော်ညှိနေမှာပါဆရာမရဲ့မျက်စုစာအုပ်ထဲမှာရေးထားခဲ့တာကိုကကျွန်တော်ဖြစ်ပါပဲဒါပေမဲ့နွယ်ပုံမလက်စားချေတာကတော့ရန်ကိုပြင့်ထန်တာပဲမျက်နာမခေါ်ရင်အရှက်ခွဲထည့်လိုက်တာဆရာမသူ့ကိုပြောပါမယ်မပြောပါနဲ့တော့ဆရာမရဲ့သူချင်းနဲ့တွေ့ရင်ပဲတော်ပါပြီအခင်ဆမ်းမွန်ဒီသူ့ကိုစိတ်မကောင်းစွာကြည်သည်ပြပြထူထူရှိသောနှကန်းကိုတစ်ချက်တင်းတင်းစီပြီး ရမသူ့ကိုအဖြစ်မဲ့ရှင်းပြလိုက်ပါအောင်မယ်။အာညောင်းမခံမနဲ့တော့ဆရာမရဲ့။ဘယ်ဟုံးမှလဲကွယ်ဟူဒေါခင်ဆမ်မွန်ပြောနေစဉ်အခန်းဝတို့ဝင်းတင်စွန်နဲ့ခင်ဆွေလိုင်းတို့နှစ်ယောက်ရောက်လာကြသည်။တကားပေါင်းဤတွင်ရက်နေသော သူတို့နှစ်ယောက်ကိုဒေါခင်ဆမ်မွန်ကလာလေးဟုခေါ်၏။အပိုင်းလေးအမည်မမတ်မိတော်လဲပြောရင်နှုတ်ဆက်မှုရှိသူတဒန်းနေသားတခန့်နေသားတွေတဌာနကျင်သားတွေ တိကျွမ်းခင်မင်းနေသောចောင်းသူចောင်းသားတွေဤပြုံးတုံတုံအကြီးတွေခံခဲ့ရသည်။စာရေးသားတဲကောင်းပါလား။မွန်ပါသာနဲ့ရောရေးစာစာမရေးဘူးလား။ညစီဒီကြောက်စာလို့လေးပါသာနဲ့ရေးပါအောင်ဖတ်လို့ကောင်းလို့။မေပုမွန်ရဲ့တင့်မြင့်ဆောင်80ကျင်းညာချက်ကြောင့်အတော်ဤစိတ်သွားပြီလား။အမလျှော့နဲ့လေစိတ်ကြိုးစားရင် ကပါကျော်သွားမှာပါ။စကားတွေဖြင့်နောက်ကျပြောင်းကြသည်။စားတော့ဆိုင်တွေတို့အသွားရင်အဲ့ဒါအောင်မြင်ဝန်ပေါ်ဟုအတိတူကမတိတူကို ညွန့်တန်တဲတဲကြားရတတ်သည်တခြားဌာနကအတိမိတ်ဆွေတွေထံသို့သွားသောအခါတွင် အောင်မျိုးဝတ်ဆိုတာသူပေါ်ဟု ပြောတဲ့တူတူတေတေကိုကြားရသည်နယ်ပုတ်မွန်ကသူ့ရည်စားစာကိုမိတ်တူကူပြီးဌာနဆောင်တင်ပေါ်မှာကတ်ထည့်လိုက်တာခံရလို့ထင်တယ်ခေါင်းငုံငုံထားပြီးနေနေတာဟူသောအတန်တွင်ပြို့ငောင်မျိုးဝင် အပေမော်စီစားထက်ရေးပါဦးဖက်ရတာကြပြဆန်လို့ဟူအဆောင်ပေါ်မှာအော်ပြောတဲ့တွင်ကြားရသည် တနာစရာပဲကွယ်ဆန်ကြည့်လို့ရခဲ့တာနဲ့ပြန်စေးတာမကမိလိုက်တာတူ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 အပြည့်ပြည့်ဆိုင်ရာမဲဆွာပွဲရထားတဲ့သူနဲ့မှ ထိတ်တိုက်တိုးပလီကွာ ရှက်မှာပေါ့ဟာဒီနေ့စာတင်နဲ့တွေ့မှာတော့မေတ္တာလက်ဝဲကျိုးဝိုင်းမှာအောင်မျိုးဝင်းကိုနှွယ်ပွမွန်ကပထမအချိန်မှာပဲကက်နဲ့ထန်းထုတ်ရတဲ့အထိအလဲထိုးပြီးချန်ပီယံပွဲယူသွားတဲ့ပွဲပဲပေါ်ရစာဟေးဟူသောအတန်တွေကြားရသည် မပြုံးမိမရင်မိအမကျိတ်မိအောင် မကြားကျင်အောင်ဆောင်ကနေခဲ့ရသည်မဲပွတ်မွန်ဤတုတ်ပြန်ချက်သည်မိများထီရောက်ကြောင်းကိုမဲပွတ်မွန်မလျင်တည်မီမဟုတ်ဟုထင်၏ဌာနကဆရာဆရာမတွေဤမျက်လုံးတွေရှိသူရောက်သောအခါလက်ပြအလိုလိုမလုံးထို့ကြောင့်စာတင်ချိန်နှင့်နီးပြချိန်တို့တွင် ရှေ့ဆုံးတန်း၃လေးကုန်မှထိုင်နေကြမှနောက်ဆုံးတန်းဝဲရတောင်တောင်တောင်သို့ရွှေ့ပြီးထိုင်ခဲ့သည်အခန်းထဲတွင် နွယ်ပုံမွန်နဲ့အတူတူစာတင်ရသည်ကိုပင်စိတ်ကျဉ်ကျက်လာသည်နွယ်ပုံမွန်၏ပိုစတာကပ်ပွဲစသည့်နေ့မှနောက်၄-၅ရက်အတွင်းဌာနသို့မသွားဝင်ထိုင်နေကြလက်ဖက်ရည်ဆိုင်သို့သွားမထိုင်ခြင်းပုံပြောက်သောတရဝါတမျိုးကဲ့သို့ဖြစ်နေသည်အဆောင်မှနေ၍လည်းမနေနိုင်ပကြီကန်းအမှုပညာသင်ကန်းစီသို့လည်းခြေဦးမလဲဝင်စိတ်ကိုထားစရာမရှိသည်များမကကိုကိုပါဘယ်ရက်မှထားရမှန်းမကြံတဲ့ခက်တီတီနေလိုက်ပါဟာ အတင်းစကားတဲ့ခုနှစ်ရက်တဲ့ဟုမနေနဲ့ဟုခင်ဆွေလိုင်းကအားပေးသည်ခုနှစ်ရက်အတွင်းကတန်ငါတိတ်ခန္ဓာရေမရှိဘူးဟုသူပြောသည်ဟဲ့ကောင်ငါဟဲ့ယောက်ျားရီစားထားမီနှစ်ပြောင်းမတန်ငါကိုနန်းလဲဟ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 ဲရီပြည့်မီလို့ကြပြဆက်ပြီးလက်မထောင်စက်မှာကွာရှောင်းလေးလေးလေးမင်းရှောင်းနေအတန်းထဲမှာကြောင်းတက်မတက်ရိုးကော့ခေါ်ချိန်တိုင်းမင်းထူးတယ်မကြရတိုင်း ဆရာဆရာမကမင်းရှိရာကြည့်ပြီးចောင်းသူចောင်းသားတွေကပါနောက်ကိုလှဲ့ကြည့်လှဲ့ကြည့်နဲ့အဲ့ဒီချိန်မှာခိ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 ဟိ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 ဟာဟာဟာရည်တန်တွေထွက်လာရော အချစ်ဝရံပြီလို့သဘောထားပြီးဟာနေကြတာဟုဝန်တင်စွာပြောသည်အေးပါကွာဟုသာပြောသည်စာတင်ကန်းစီတို့ခြေဦးမတည်ရဲ့စာကြည့်လိုက်အောက်ထက်စာကြည့်ခုံတို့၏အရှိဆုံးလက်ဝဲတောင်တွင်သွားထိုင်ကအချိန်ဖြုံရသည် မုံစားချိန်နဲ့ညနေတွင် ဝင်းတင်စောကသူ့ခိုးလုံရသို့လာသည်။ကျောင်းဝင်တွင် လူရှဲလူဆဲတော့မှမာလာအောင်ရင်ကဖေးသို့သွားထိုင်ရသည်။မြင်ကျောင်းမီးက၃လရက်ရှိသွားပြီ။ဗာဒံမရိတ်စပွဲတွင်ထိုင်ပြီးတော့မှ ဝင်းတင်စောပြောသည်။လာမယ့်တနင်္လာကျမှပဲကျောင်းတက်တော့မယ်။ဒီတစ်ပတ်လောက်နဲ့တော့ကျောင်းတက်ချိန်85ရာခိုင်နှုန်းကိုထိခိုက်စရာမရှိပါဘူးကွာ။လာမယ့်ပတ်မြင်ကျောင်းဆက်ပြီးမိဆွေနဲ့နွယ်ပေါ်မှာစကားများကျင်အောင်များလိမ့်မယ်။သူအံ့အားတင်ကား ဘာဖြစ်လို့သူ့လက်ချက်ကြောင့်မင်းရှက်ပြီးကြောက်တတ်တာကြောင့်မိဆွေကတငယ်ချင်းဘက်ကပဲနာတာပေါ့ကွာငါတို့နဲ့နယ်ဖို့မလို့အဆူနဲ့ခက်တန်တန်ဖြစ်သွားကြတယ်တင်းနေလာနေကကြောက်ပြန်တက်မှာပါဆီယမတ်တော်ခင်ဆန်းမွန်ကမင်းကိုမာတယ်မင်းစာသင်ခန်းကိုရောဌာနကိုရောရှောင်နေမဲ့ဆီယမတ်တည်တယ်နယ်ဖို့မွန်ကိုဆီယမတ်ခေါ်ပြီးစကားပြောတယ်ဘာတွေပြောတာလဲလဲအဲ့ဒါတော့ဆီယမတ်မပြောဘူးမင်းကိုတွေ့နေတာပဲပြောတယ်စနေနေ့ကြောင့်မှသွားတွေ့လိုက်ပါမယ် အာတွေ့လို့မဖြစ်ဘူးဆီယမကအဆောင်နည်းပြဆီယမဆောင်ကအเจ้าသူတွေကငါတို့ဌာနကအကုန်ရှိတာတနေ့လာနေမှာပဲတွေ့လိုက်ပါမယ်ငါ့ကိုမမင်းကိုတွေ့ထဲတာအထီရောက်လုံးကဲသွားတာဆီယမတည်တယ်မိဆွေကလည်းပြောပြတယ်အဲ့ဒါလောက်ကြီးလုံးမယ်မထင်ဘူးလို့ဆီယမကိုယ်တိုင်ကပြောတယ်အတန်းထဲကအเจ้าသူတချို့ကတောင်ငါ့ကိုမုံကိုမကျေနပ်ကြဘူးရက်ဆက်လုံးနေပေါ့ကွာပမတ်ကလည်းတည်တယ်ဆိုပဲ နေ့ရက်တုံးရင်နေတော့ကျွန်တော်အဲ့ဓာရီရှောက်ခွာဆွဲဆုပ်ပြစ်ခဲ့တယ်လို့ဆရာမကိုပြောပြလိုက်ပါတယ်။အကောင့်၃ရက်ကိုကရခဲ့သည်။ဝတ်တင်စော်ပေးရသူတင်ထားခဲ့သည်။စာကူးဆက်မိတ်တူဆောင်ရကြီးပေါ်တွင်လက်ရည်ဆောင်၊မင်းရောင်ဆောင်၊ចောင်းသားပေါင်းဆောင်ဤအပြောင်ပြတ်မှတ်ချက်တွေပါရှိသည်။ចောင်းထွက်ခြင်းစိတ်တောင်ပေါက်လာတယ်။လူခနဲ့ပြောလိုက်တော့သူကဟာကွာတိတ်ပဲမရှိ။တမျိုးကြီးပဲဝတ်တင်စော်။လလန်တလူမမာလို့ကြည်ရတာပော့ရွှွှွှစားရတာပော့ပြက်ပြက် လမ်းလျှောက်ရတာပေါ်တော့တော့အဲ့ဒါလိုမျိုးဟိုးလေးတကြောဖြစ်သွားတာကြီးတူးကတ်ထားတာကိုမဖတ်ဘူးသူမရှိသလားငါနာမည်ကစုပ်ပြတ်သွားပြီလောင်ကြာဟားကြတဲ့တန်ထဲမှာပက်လက်မျောသွားခဲ့ပြီအရှက်လက်ကြံမရှိအောင်ကော့ကက်ချစ်ချစ်ထုတ်ပြစ်လိုက်တာကြီးပဲငါကျင်တန်းပါတော့စကားဝတ်တင်စောကတင်းတင်းပြပြစေထားသောသူ့နှကန်ပါပါကို ကြည်နေလေကြည်လင်ဝိုင်းဆက်သောသူ့မျက်လုံးအစုံသည်မျိုးတရောင်ရောင်ရှိနေ၏ ဌာနဆောက်အောင်စီသူမြည်ကြည့်ရင်ပြောလိုက်တော့သူကိုဝင့်တင်စောကအကြည့်ရင်တက်ပြင်းချသည်ထို့နောက်မတကာမင်းကိုစာနဲ့ရေးပြီးထားပါတော့ကွာပကန်စာနဲ့ပဲညှင်းမယ်ပါမယ်တိကျွမ်းနေတာပဲခင်မင်းနေတယ်လို့တောင်ပြောလို့ရနေတာပဲလှိုင်းနေမိကလေးကဒီလောက်ကြီးပက်ပက်ဆက်ဆက်တိမယ်မထင်ဘူးအမောခချုပ်စီတိုင်မယ်ပါမယ်ဆိုကလေးကငါမျက်ခုံးတော့အလှုပ်သားငါကစာပေးပေးရင်អော်ပြောတာလုံးចောင်းငါဝန်ခံပါတယ် ငါပါမဲ့ပြီးမင်းကိုနှစ်ဆတွေ့ထဲတာ sorry ကွာအနောက်ပြောင်းဝါသနာကိုလည်းဒီတစ်ချက်နဲ့ငါစွန့်လွတ်လိုက်ပါပြီကြည်စားတန်ရန်ဖြစ်ဆိုတာဒါပဲစိတ်မကောင်းမဖြစ်နဲ့ဝန်တင်ဆိုရက်ကြိုင်တက်တာလာမှာပါအင်းမိန်းကလေးစိတ်တဟာအတော်မှန်ရခဲ့တယ်ဆိုတာအမှန်ပဲသူဒီလောက်လက်ဆပြင်းမယ်လို့ငါမတွေးခဲ့ဘူးပါဦးကို့ထင်ရင်ရင်ကောင်းတော်မလွတ်အောင်ပောက်တယ်ဆိုတဲ့မွေကွေးလိုပဲနာမည်ပြောင်းပေးရမယ်မွေကွေးမွန်လို့သူ့ဟာသားကြောင့်ဝန်တင်ဆိုရှိသည် ရည်ပြီးတော့မှနှစ်လည်းမကစင်းဆောင်မှုတွေမပိတ်သေးဘူး။မင်းအဲ့ဒီအကြောင်းရေးပါလား။ပူပြီးနေတဲ့ကြောက်ကဘာတွေကိုဆင်းခိုင်းတာလားတကယ်ချင်းမဟုတ်ပါဘူး။ပေါ်တင်ကြီးတော့ဘယ်ဟုတ်မလဲ။မင်းရေးတတ်မှာပါ။ခြေဖြောက်ပြီးရေးပေါ့။အခုခံရအောင်။စဉ်းစားတော့ပေါ့ကွာ။တပ်ပုရိသအပေါင်းကျောင်းတော်သားတို့ငါကဲ့သို့မခံရအောင် ဆိုပြီးသင်ကန်းစာပေးပညာပေးဥတီချက်ရည်ရွယ်ချက်ရည်စူးချက်ရည်မှန်းချက် အာလူကျော်ဖြူပေးတယ်ဝတ္ထုလေးပြောပြီးတော့သူရည်သည် စိတ်ပေါ်ပါလာသောအပြောအဆိုအမူအရာကိုဝန်တင်စောမြင်ရ၍ရွှွှန်ရွှန်လန်းလန်းဖြစ်လာ၏တီးရပိုင်းတင်နာတွေကိုမိဆွေကမြင့်တွေစာကူးပေးမယ်တဲ့သေးလေသာကြောင်းပြင်းနေပါတဲ့ငါ့ကိုမှားလိုက်တယ်ဟုဝန်တင်စောပြောသည်သူပြော၏စာကျွေးကိုတွေ့ရင်တဲလန့်စီတို့ကြည်၏လမ်းဘေးတွင်မြက်ပင်လေးတွေမညိုသည်တောဘက်နှင့်ထိကယုံပင်လေးတွေစိမ့်နှံ၍နေသည် အဆောင်တန်စီရုပ်ဘက်တွင်ပြိုင်းချေးပင်တွေဆေးပစ်ပင်တွေထူထပ်လျက်ရှိ၏။ကျောင်းလမ်းမလမ်းတွယ်လမ်းမြောင်တွေမှာအသွားအလာပါသွားပေပြီ။အဆောင်တို့၏အမိုးတွေမှာသာ နေအောင်ဖြော့ဖြော့ရှိနေတော်၏။နေ၏လင်းသည်မတိမတာယော်လာ၏။နေရှင်ပါလာသည်နှင့်အမျှပြာသူလာ၏အေးကအဆိုးမိုးလာလေ၏။မြောက်ဖက်တောင်ဖက်တိရိပ်ထူရာတို့တွင် မြုံငွေနှင့်မြူတို့အုံဆိုင်ကမိုင်းစပြူလာသည်။ ကြီးငဲ့တန်တွေကြားတွင်နှင်းင်းကောင်၏တကြီးကြီးမီကျွေးတန်တွေကြားရသည်တညက်တာအနာယူအိတ်ဆက်တော်မီအမိတက်ကတော်သည်ညနေစီစာကိုငိမ်သက်စွာကြည်နေတကယ်တော့ရှိလေ၏အဆောင်နေចောင်းသူចောင်းသားတို့ညနေစာစားပြီးချိန်တို့ရောက်လာသည်လမ်းလျှောက်နေကြစကားပြောနေကြသော အုပ်စုတွေကိုမကြခဏမြင်ရသည်ပြန်ရောင်ကိုအောင်ရင်တို့ဆိုင်သိမ့်နေပြီဆိုင်လုတ်သမားလူငယ်ကိုခေါ်ကလက်ဖက်ရင်းနှင်မုံဘိုးသူရှင်သည် ပစ္စည်းတွေတော့တိမ့်တော့ကွာ။သပွက်နဲ့ခုံနှလုံးကိုငါတို့ပြန်มาတိမ့်မယ်ဟုသူပြောသည်။ဝန်တင်စောကသူ့ကိုဒီမှာဒီလိုနေရတာမြင်စိတ်ချမ်းသာနေတယ်ထင်တယ်။သူကောင်းငင်ဤထို့နောက်စိတ်မြစ်စရာနည်းနည်းလေးရှိလို့နှုတ်ဖို့မကိစ္စမဟုတ်လား။ဟွန်း၊နှက်ကအင်းကစားရတယ်။ဟုတ်လား။ဘာပါလို့လဲ။ညီကတိတ်တိတ်ရေးတာအဖေတို့ကအတိမပေးနဲ့လို့တားထားပေးမယ်။တိရအောင်ရေးတာပါတဲ့။ဝန်တင်စောနှစ်ဖူးတွန့်ပြီး ာပြဿနာရှိလို့လဲအဖေကျမရေမကောင်းဘူးစိတ်ုံတင်ထားရတယ်ဘာရောကလဲအစစ်မြက်ကြိုက်တာတော့ခြေပွားအေးရင်မျက်လုံးတွေပူအစာပြက်ညလဲနစ်နစ်ချိုက်ချိုက်အိတ်မပြောဘူးဒူလာဆိုပါတော့ကွာခုတပတ်အတွင်းစိတ်ုံကဆင်းမယ်တဲ့ခွန်ခဏခဏယူနေရရင်တော့ပင်စင်ယူချင်းယူမယ်တဲ့ပင်စင်ဆို200ကျော်လောက်ပဲရမယ်ထင်တယ်အမေကုံစုံဆိုင်ကလည်းဒီနေ့ရောင်းလို့ဝယ်လို့မကောင်းဘူးဈေးတွေကြီးလာတာကော ီနှစ်ပိတ်တာကုန်းနဲ့အိမ်က တပိတ်တခွက်နဲ့လောက်အောင်ချွေတာအလောက်ကုန်းဆိုတာစားစရာမှမဟုတ်ပဲအိမ်မှာချင်းမိသွေးလွှစားပါဆိုင်တွဲဖွင့်ထားရတယ်တဲ့လူတွေကြက်တယ်လာတော့ရောင်းရေးဝယ်တာကြောက်မှာပေါ့ကွာအဖေပင်စင်ယူရင်ငါကြောင်းတက်ရရက်ဆိုင်မှာဖြစ်မယ်အဖေတို့ညီညီမတို့ဦးဟောင်းလောင်းနေပြီးငါဘလို့ကြောင်းတက်ခြင်းစိတ်ရှိမှလဲဝန်တစ်စောဗန်းစရာစကားကိုပြောရအကြရတယ်လို့ရှင်နေကြသည် ွန်တင်စောသည် secret ကိုမင်းညီပြီးတပွားနှစ်ပွားပွားသည်မင်းဒီမှာကျူးရှင်းပေးပြီးဝင်ဝင်ရှာလို့ရရင်ကောင်းမယ်နော်သူ့ကြောင့်နဲ့သူ့ဆရာရှင်းနေပြီးသားတွေကများပါတယ်မင်းဌာနမဂ္ဂဇင်းနှစ်လက်မဂ္ဂဇင်းတွေမှာဝတ္ထုရေးတာကြိုက်ကြတာပဲအပြင်မဂ္ဂဇင်းတွေမှာရေးရင်ရော100 150 3ဘုံလေးဘုံလောက်မှတ်မှတ်ပါရင်ကျောင်းစီလုံလောက်ပါတယ်ရွေးအောင်တော့မှတလတဘုံဘဲထည့်ပေးမလဲ မဂဇင်းတွေများပေမဲ့လူသစ်အတွက်နဲ့ရေခဲနဲ့ချသလိုပဲဖြစ်လာနိုင်မလဲကွာ။ကြံဖန်ကြည့်ရမှာပဲ။ငါကတောင်းတက်ဖို့သာအဆင်ပြေ။ညဆောင်ဒရဝန်လည်းလုံမှာပဲ။တောင်းတက်ခြင်းနဲ့မတိုက်တဲ့လူကိုရွေးရမှာ။သူတက်ပြင်ချာ၏။သို့တော်ပြုံး၏။ဝင့်တင်စောသည် secret တောင်းရင်တွေး၍တွေ့တွေ့နေလေ၏။အမေတို့ကငါစိတ်နှောက်ရဖြစ်မှာစိုးရလေ။မရေးဘူး။ငါကအိမ်မှာဘာဖြစ်ဖြစ် အကြရာကစားငါမသိလို့မဖြစ်ဘူး။ ငါစီဘာမစို့အကြောင်းကြားဖို့မင်းကိုတောင်းဝန်ပေးတယ်လို့ပြောထားဘူးလို့ရေးတာဟုသူတခွန်ချင်းပြောသည်မင်းတို့မောင်နှမတောင်းရောင်စလုံးကစာတော်တဲ့နေရာမှာအတူတူပဲစာတော်တဲ့လူတွေကတော်တော်များများနမ်းပါတယ်တိတ်ချမ်းသာပြည့်စုံတဲ့သူတွေကြတော့လေเจ้าမှာအပြောတတ်တယ်လို့ပစ်ကနစ်လို့တက်နေတာစာကြတော့တော်ကြီးရော်ကြီးလောကကိုကြည့်ပြီးတစ်ခါတည်းအားမရဘူးစိတ်တိုင်းမကြောက်ဝင်းတင်စောကမိကိုမှုတ်ထုတ်ပြီးပြောသည် စီးကရက်ဘူးကိုသူလမ်းယူသည်တလိတ်ထုတ်သည်တန်းဝဲမိချစ်ကိုယူရင်းနဲ့ကပြားရီစာရီရဲ့ဖတ်တော်တော်များလာလို့လားမသိဘူးငါလူဘွားလူလောကကြောင့်တိမိခောက်မိရှိလာတယ်သဘောပေါက်သလောက်ရှိလာတယ်ဆိုပါတော့ကွာဒီဂရီတရားရောက်ရင်ရေးဆူတယ်မဟုတ်လားတစ်ခနဲ့ရှိရင်တရားဒီဂရီကြီးတက်တက်မသွားတော့ဘူး69နဲ့သူ့အောက်ဒီဂရီလောက်နဲ့အကျင့်ကျင့်စဉ်းစားနိုင်တယ်ထင်တာပဲဒီနေ့နှစ်ဝက်ကြီးတပိုင်းတန်လန်းနဲ့အเจ้าကနှုတ်ထွက်တာတော့မဖြစ်ဘူးထင်တယ် ဝင်းကျင်စောကစိုးရင်စွာပြောမိမိ၏မတိသေးဘူးချင်းနေရပဲခုပဲ January July ဆိုဆမ်းမေးပွဲ6လ8တနည်းတနည်းခွဲချင်းလေးမှမှပြဿနာကတက်လာတဲ့အောင်မျိုးဝင်ရအလုပ်တစ်ခုခုကိုတကြားမင်းမဆလို့ချက်ချင်းရတဲ့ထားလုတောက်ကိုလိုက်ဆက်တက်တဲ့ထားအင်ကိုငါစိတ်မပြောင်းဘူးထားလိုက်ပါကွာဒီစကားတွေစစ်မြောက်ခင်မြောက်ကုန်နေရတာကြုံမပဲကြုံတယ်လို့ပေါ့ကြုံနေရတာစိတ်ဆင်းရဲတယ်မင်းလည်းစိတ်မချမ်းတော့ဗျာ သူ့ကိုဝင့်တန်စော်ကြီးကခေါင်းခါလေးသည်ဟုတ်ကဲ့ပါဒီနေ့မှာတော့ငေကဆရာငင်းကျော်ရဲ့တောင်းတရွန်စွန်တော်ရဲ့ဝေဒီကူမြရဲ့အပိုင်း၃နဲ့အပိုင်း၄ကိုဖျက်ပြပေးသွားခဲ့တာဖြစ်ပါရဲ့ရှင်။နောက်ပိုင်းပင်မယ်နည်းနည်းလေးမိနစ်လေးတော်တော်ရသွားပြီဆိုတော့နှုတ်ဆက်ပါမယ်ရှင်။ဟုတ်ကဲ့ပါ။နားဆင်အားပေးခဲ့ကြတဲ့ချစ်တော်တို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဘေးကင်းလုံခြုံတဲ့နေ့ရက်လေးဖြစ်ပါစေလို့အမေကအဆုတောင်းပေးပါတယ်ရှင်။ နောက်ရက်မြန်မာနောက်ထပ်ပိုင်းသစ်တွေနဲ့ပြန်လည်ဆောင်တွေ့မယ်နော်ဘိုင်ဘိုင်